ကဘာကြီးကိုပြောင်းလဲစေခဲ့တဲ့တီထွင်မှုတစ်ခုဖြစ်ခဲ့တဲ့ Cleaver လွန်ခဲ့တဲ့နှစ်ပေါင်း60လောက်တုန်းကကဘာကြီးကိုပြောင်းလဲစေမဲ့တီထွင်မှုတစ်ခုဟာမတော်တဆဖြစ်ပေါ်လာခဲ့ပါတယ်။အဲ့ဒါကတော့ဂျီကာအင်ဂျီရီရဲ့အသက်မိသက်သမားရဲ့အတိုင်းကအာကာသယာဉ်တွေရဲ့အစိပ်ပိုင်းဖြစ်သုံးနေကြတဲ့ Cleaver ဆိုတဲ့ခြေမြင်ပါပဲ။ဒီတီထွင်မှုရဲ့အဓိကဇာတ်ကောင်းကတော့ Japan company မှာအလုပ်လုပ်တဲ့ Stephen ဆိုတဲ့အမျိုးသမီးဓာတုဗေဒပညာရှင်တစ်ယောက်ပါ။ 1960ပြည်နှစ်တွေတုန်းကမော်တော်ကားထုတ်လုပ်တဲ့လုပ်ငန်းတွေဟာကမ္ဘာတက်စီအရေးကြောင့်ကားတွေကိုပုံမပေါ့ပါအောင်ပြုလုပ်ဖို့လိုအပ်လာခဲ့ပါတယ်။စတီဖန်အလုပ်လုပ်တဲ့ဂျူပန်ကုမ္ပဏီဟာလည်းကားတာယာတွေမှာသုံးဖို့တမနီထပ်ပေါ်ပါပြီးပိုခိုင်ခန့်တဲ့ချီမြင်အသစ်တစ်ခုကို ရှာဖွေနေခဲ့ပါတယ်။စတီဖန်ရဲ့အလုပ်ကတော့ပိုလီမတ်စ်တွေကိုအရေးဖြော်ပြီးအမြင်ငင်ဖို့ပြင်ဆင်ရတာပါ။ ပုံမှန်ဆိုရင်သူဖြော်ရတဲ့အရေးဟာပြပြနဲ့ကြည်လင်နေရမှာဖြစ်ပေမယ့်1964ခုနှစ်မှာသူဖြော်လိုက်တဲ့အရေးကကြည်လင်ခြင်းမရှိဘဲအရေးကျဲကျဲဖြစ်နေခဲ့တယ်။အခြားဓာတုဗေဒပညာရှင်တွေဆိုရင်ဒီလိုအရေးကိုအမိုင်းလိုသတ်မှတ်ပြီးစမ်းသပ်ဆက်ထဲမထည့်ဘဲလွှတ်ပြလိုက်ကြမှာပါ။ဒါပေမဲ့စတီဖိုင်ကတော့ဒီအရေးရဲ့ထူခြားမှုကိုသတိထားမိခဲ့ပါတယ်။စတီဖိုင်ရဲ့အထက်အရာရှိနဲ့လောက်ဖို့ဂိုင်ဖက်တွေကတော့ လွှင့်ပြလိုက်တာပဲကောင်းမယ်ချင်တယ်။ဆက်သေးထည့်ရင်ပိုက်တွေပိတ်ကုန်လိမ့်မယ်ဆိုပြီးအဲ့ဒီပြန်နေတဲ့အရင်နဲ့အမြင်ငင်းနဲ့စံတမ်းမှုကိုလုပ်ဖို့ညှင်းဆန်ခဲ့ကြပါမယ်။စတီဖိုင်ရဲ့အကြိမ်ကြိမ်တောင်းပန်မှုကြောင့်အမြင်ငင်းဆက်သေးကိုထည့်ပြီးစံတက်ခဲ့ကြရာရလက်ကတော့လူတိုင်းကိုအံ့အားသင်စေခဲ့ပါတယ်။အဲ့ဒီအရေးကြဲကြဲကနေထွက်လာတဲ့အမြင်တွေဟာရခင်ကရှာဖွေတွေ့ရှိခဲ့တဲ့ဓာတုအမြင်တွေအလုံးထက်ပိုမိုခိုင်ခန့်တောင်တင်းနေခဲ့ပါတယ်။စမ်းသပ်ကြည့်လိုက်တဲ့အခါမှာတော့ အလေးချိန်တူညီတဲ့တမဏိထက်အစာပေါင်း၅ဆပုံမခိုင်ခန့်ပြီးအပူတန်ကိုလည်းအလွန်ခံနိုင်ရည်ရှိတယ်ဆိုတာကို တွေ့ရှိခဲ့ကြပါတယ်။ဂျပန်ကုမ္ပဏီဟာဒီပစ္စည်းကို Cleaver လို့အမည်ပေးခဲ့ပါတယ်။ Cleaver ဟာသူ့ရဲ့မယုံနိုင်စရာကောင်းတဲ့ဂုဏ်သက်တီတွေကြောင့်ကန္ဓာပေါင်းစုံမှာအလွန်အသုံးဝင်တဲ့တီထွင်မှုတစ်ခုဖြစ်စေခဲ့ပါတယ်။အစာပိုင်းမှာတော့ကားတရာတွေအတွက်ရည်ရွယ်ခဲ့ပေမယ့်နောက်ပိုင်းမှာခလီဗာဟာစီကာအင်ဂျီတွေစစ်သားတွေရဲ့အုတ်ထုတ်တွေ တံတားတွေကိုဆိုင်းထားတဲ့ကြိုးတွေလင်းရင်အစိပ်ပိုင်းတွေအာကစားပစ္စည်းတွေထိပါ အသက်ပေါင်းများစွာကိုကယ်တင်ပေးနိုင်တဲ့ပစ္စည်းတစ်ခုဖြစ်လာခဲ့ပါတယ်။ Clivey ရဲ့အထက်ကအသံဝင်မှုကတော့ជីကအင်းကြီးတွေမှာပါသူရဲ့ခိုင်ခန့်တဲ့ခြင်းမြင်တွေဟာကြည်ဆန်းရဲ့အရှိန်ကိုစုံယူပြီးလူအသက်ပေါင်းများစွာကိုကယ်တင်ပေးနိုင်ခဲ့ပါတယ်။ Tennis racket စပိန်ဘောင်နေရှောစီဘုတ်တွေမှာ cleaver ကိုအသုံးပြုခြင်းဖြင့် ပေါ်ပါပြီးပုံမှန်ခိုင်ခန့်တဲ့အကစားပစ္စည်းတွေကိုထုတ်လုပ်လာနိုင်ခဲ့ပါတယ်။အာဂါသယင်တွေနဲ့လီယင်ကိုထဲတွေမှာခလီဗာကိုအသုံးပြုခြင်းအပြင်လီယင်ရဲ့အလေးချိန်ကိုရှော့ချနိုင်ပြီးလောင်စာစီအစားတက်သားစီပါတယ်။ဒါရီပြင်မိသက်သမားတွေရဲ့ဝတ်ဆောင်ဖုန်းကပါ fiber optic တို့ဇိုတတားတွေအထိနေရာပေါင်းများစွာမှာခလီဗာကိုကြဲကြဲပြင့်ပြင့်အသုံးပြုနေကြပါတယ်။ စတီဖိုင်ဟာသူ့ရဲ့တီထွင်မှုကနေတက်ဆက်ငွေကြေးအကျိုးမြတ်များဆဆမရရှိခဲ့ပေမယ်လူသားမျိုးနယ်အတွက်အကျိုးရှိစေမယ့်အရာတစ်ခုကိုလှောက်ဆောင်ခွင့်ရလို့အလွန်စိတ်ကြည်နေမိပါတယ်လို့ပြောခဲ့ပါတယ်မတော်တဆဖြစ်ပေါ်လာတဲ့အမှားရင်တစ်ခုလို့ထင်ရတဲ့အရာကနေလူသားတွေအတွက်အကျိုးများစေမယ့်တီထွင်မှုကြီးတစ်ခုဖြစ်လာခဲ့တဲ့ဒီဇလန်ဟာသိပ္ပံပညာရဲ့အလားတရာတစ်ခုပါပဲ